မင်္ဂလာပါရှင်ရှမ်းကူမီဒီယာကကြိုဆိုပါရယ်ပြင်ထောင်ဝံပြန်ဝံရှော်ရော်ကမဖြစ်ပွားစေရေးကာကွယ်စင်များတိုက်ကြွေးလျက်ရှိတဲ့တဲ့င်းကိုတင်ဆက်ပါမယ်ရှင်မန္တလေးငလင်းကြီးတင်တော်ဒေသများရှိ အသက်နှစ်နှစ်အထက်ပြည်သူများအားပြင်ထန်ဝံပြက်ဝံရှော်ရော်ကကာကွယ်စေးတိုက်ကြွေးခြင်းကိုရောင်ရှိမျိုးနဲ့အင်းလေးဒေသ၌ကျင်းပခဲ့ပါရယ် ထို့သူကျင်ပါရတွင် ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်တိုင်းရင်းသားရေးအဝန်ကြီးဦးအောင်ကြည်ဝဲနှင့်ပြည်နယ်ဥပဒေချုပ်ဦးဆိုင်ကျော်စံတို့ကလှည့်လည်ကြည့်ရှုအားပေး၍လိုအပ်သည့်များပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်၍ပြည်내ဝင်ကြီးနှင့်တာဝန်ရှိသူများသည်အင်းလီဒေတာငလျင်တန်သည့်ကျေးရွာများအားထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားသို့ရောက်ရှိပြီးနေအိမ်61အိမ်ပျက်စီးခဲ့သည့်ညဝန်ကျေးရွာအတွက်ထောက်ပံ့ငွေကျပ်429သိန်းအား၎င်းနေအိမ်81အိမ်ပျက်စီးခဲ့သည့်တလဲဦးကျေးရွာအတွက်ထောက်ပံ့ငွေကျပ်969သိန်းအား၎င်း ဖះဆွဲလေးအတွက်ထောက်ပံ့ငွေချက်242သိန်းအလကောင်ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်